ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Nuyu Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးဂုံတာယာဤဒုခိကိုရောက်ရမြင်မှာမလွဲပါဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာသူသည်သူရှိ၌မြင်ရသောရှင်နေရောင်နဲ့နဲ့ နောက်ကြည့်သောရည်ညစ်စိမ့်စိမ့်ရည်ရဲ၌အရေးထင်နေကြသောဓဏိပင်ဘေငံစာသောအမြင်ရုပ်ပုံများကိုခဲတာပါပါဖြင့်ရေးချနေသည် သူတွေ့မြင်နေရသောအယောင်နှင့်ခဲရန်ထဲမှအယောင်ကိုအနိစ္စဆုံးရှားဖွေချစ်ကြည့်သည်အမြင်ကတခြားစကုပေါ်တွင်ကုချစ်ထားသည်ကတခြားသို့သောစကုအဖြစ်ပေါ်တွင်ထင်နေသောရုပ်ပုံများကိုနှစ်သက်နေမိသည် သူကိုယ်ကိုစိတ်ကြည့်နေသည်တကယ်မြင်ရတာနှင့်တူသလားမတူဘူးဟုတော့မပြောနိုင် ။ဒနိပင်ပဲဘဲငှက်ပဲရေစက်မြေရိုင်းပင်ပဲကျူပင်ပဲရေကို ရေးရတာခက်နေပါကလား။သူမြင်ရသောအရာဝတ်တွေများကို ကိုစားပြုနေတာပဲ။ဒါပေမဲ့ရေရေးရတာကခက်နေတယ်။ရေကိုဘယ်လိုရေးရပါ။အဝါရောင်ခဲတံနဲ့ရေးချစ်ကြည်ရင် အပြာနုပါရော့ထဲလိုက်ရပြီ။အဝါကြီးဆိုရင် ရေလို့လူတွေထင်မှာမဟုတ်ရေကဝါမမဝါပဲကိုဒါကြောင့်အပြာနုထည့်ပေးလိုက်ရသည် ရေလို့ကိုစားပြုအောင်ထည့်ပေးလိုက်ရသည်။ကောင်းကင်အပြာကထင်ဟပ်သောရေရောင်အပြာ။တော်တော်ပြီပြီလားကွာ။လန်သာတွေသူ့နောက်ရောက်လာမှသိတော်သည်။ပညာမော်ကပြုံးကြည့်လိုက်သည်။သိကောင်းတာပဲကွာ။သိလှတာပဲ။လှတယ်ကွာသိလှတယ်။ငါလည်းမင်းတို့ရေးတတ်ချင်တယ်။မင်းငှက်ဘယ်နဲ့ကောင်ရပြီလဲ။ငါမပြစ်ပါဘူး။အောင်နေနာလိုက်ပြနေတာ။ဒီကောင်ကလည်းလက်မတက်ပါဘူး။ချောင်းတစ်ဖက်ကူးကျင်တယ်ဆိုလို့လှေလားอยู่တာ။ မင်းငှက်မပြစ်ဘူးလားဘာလို့လိုက်မသွားတာလဲငါငှက်ကလေးတွေကိုတနာတယ်သူတို့ဘာသာသူတို့အေးအေးချမ်းချမ်းနေတာလိုက်မတက်ချင်ပါဘူးကွာငှက်ကလေးတွေအော်တာကိုလည်းငါချစ်တယ်ကဲငါသွားအောင်မယ်ကွာလှီသွားပေးရမယ်မင်းမဲကောင်းတယ်ဟေးငါတို့အိမ်ပုံလည်းပကြီးရေးပေးအောင်တက်လာလေနန္ဒာတွေသည်ပြောရင်းပြစ်ထွက်သွားလေသည်ဗညာမောကတွေ့၍ကြံရစ်သည်အမှန်အားဖြင့်နန္ဒာတွေနှင့်သူမှသိရင်းနှီးသည်မဟုတ် ခုနတန်းသာဖြစ်၍အတန်းချင်းလည်းမတူအောင်တင်နှင့်မန္တာတွေကသူ့ထက်ဖြစ်၍အတွေ့အထိများသေးသည်သူတို့နှစ်ယောက်မှာအသက်ချင်းလည်းမတိမ်မငြိမ်ဘောလုံးလည်းအတူတူကံပေါ်ကံဘက်ကစားပဲအောင်တင်ကမန္တာတွေကိုဂရင်လေးဟုခေါ်သည်ကိုပင်မကြိုက်လားဘာကြောင့်များခေါ်ရပါလဲရင်ရင်နီနီခေါ်တာနဲ့တူပါတယ်လေဒါပေမဲ့ငါတော့ဒီလိုမခေါ်ကျင်ပါဘူးလေမန္တာတွေကသဘောသိကောင်းတာပဲရှိသည်များအကုန်ထုတ်ကြွေးတာပဲ တို့သူတို့အိမ်လာလေတာကိုပဲဝမ်းသာနေတယ်လေသူတို့လယ်သမားတွေဟာယူသားကြပါကလားဟေ့ပညာမော်လိုက်မလားမန္တာတွေဒီဘောက်တူပေါ်မှလမ်းဩကာသူ့အမေးလိုက်သည်သူဒီလော်တက်ဖြင့်ရရင်ပညာမော်အပဖြတ်လာသည်လှည့်စည်းပါလားကွာသူတို့ကိုဟိုဘကန်ပို့ပြီးရင်ငါတို့ရှောက်လှော်ကြတာပေါ့ချောင်းပြဘက်ကတိတ်တာရတယ်ငါလှော်ပို့ပါမယ်နေပါစေကွာနောက်တစ်ခါမှငါလည်းလှည့်စည်းကြပါတယ် ။ငါထမင်းချက်ခိုင်းထားတယ်ညနေစာစပြီးမှပြန်ရမယ်နော်။နေပါစေကွာ။ကျွေးတာစမှကြိုက်တာနော်။ဒါပဲမစားရင်စိတ်ဆိုးမှကဲနေဦး။ဘောက်တို့ဒီခြံတဖက်ဆွဲတော်ယုံပေးမှကွေကအောင်းလင်းတို့ရှိရာတို့လော်သွားပြီ။ဟေးပြေ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 ကွာပြေဟာ။ဟိုတော့အောင်းလင်းဤအတန်ဒီတဲတဲမြထွက်ပေါ်လာသည်။ဖြူလာတော့တန်တရပင်အပွင့်များသည် စိန်ဝါသောရေထဲမှမှန်ကြည်လျက်ဘောက်တို့ဖြတ်သွား၍ရေလိုက်များ တွင်လုတ်သွားတော့ခါတန္တရာဖြူဝင်များလှုပ်ရှားတွင်ကြွကငိန်စည်းလျက်ဗညာမောင်မှာစိတ်လှုပ်ရှားကြံရစ်သည် မန္တာတွေဟာသိတဲ့ဘောကောင်းတာပဲအေးအေးချမ်းချမ်းနေတဲ့ငှက်ကလေးတွေကိုမတတ်ချင်ဘူးတဲ့ဟုတ်သားပဲကျင်းငှက်ကလေးတွေဟာလူတွေကိုဘာများဒုက္ခပေးလို့လဲငါနဲ့မန္တာတွေနဲ့စိတ်ချင်းတူတယ်ငှက်ကလေးတွေကတေးရတယ်ငှက်ပြတဲ့လူတွေကတော့ပျော်လို့ပါလို့သူဒီမန္တာတွေတို့အိမ်ဘက်သို့ကြိလိုက်သည် တိပင်များကြမှတက်ကဲမိုးအစွန်းကိုမြင်နေရသည်အင်းဤခေါင်းရင်ဘက်၌ဝါပင်များစိမ့်လျက်ခမုံချောင်းတစ်ဖက်တွင်ကကျေပြန်သောလေကွင်းကြီးမန္တာတွေတို့ဖခင်လှုပ်သောလေယာများဖြစ်သည်သူတို့အင်းကိုကြော်၍မြို့စွန်ဘေးမှခရိယံဖျားရှိကိုကြောင့်အခိုးချွန်းချွန်းကိုမြင်နေရသည်တကယ်ကမန္တာတွေတို့အင်းသားများမှစာပြူဟုခေါ်သောခရိယံဘာသာဝင်များဖြစ်ကြသည်တခါကစိမ့်စိမ့်နှင့်အတူဖျားရှိကိုကြောင့်အနာရောက်သွားဘူးသည်တနင်္ဂနွေနေ့တိုက်ဆိုင်သည်ဖြင့် ဖယားဝိပုကြသောသူများနှင့်အတူကြုံကြိုက်နေသည်စိမ့်စိမ့်ဤတငယ်ချင်းနန့်ဖလော်ရာအိမ်တို့အသွားဖြစ်သည်နန့်ဖလော်ရာဤအိမ်မှာဖယားရှိခိုးကြောင်းနှင့်သိပ်မဝေးလာပေခေါလောင်းတန်သည်တည်တင်းတင်းမြည်ကျူးလျက်ရှိသည်ဖယားရှိခိုးကြောင်းမှာစေတောထားသည်ဖြင့်တန်ရှင်းနေသည်အုပ်အနေတွင်စေအဖြူများဖြင့်ပေါင်ကွက်ထားသည့်ဖယားရှိခိုးကြောင်းကိုမြင်ရာတိုင်းအမြဲတမ်းသိလွင်လျက်ရှိနေသည်အမြဲတမ်းများစေတောထားသလားမသိရောင်စုံမန္တကားများမှလည်းကြီးညောမရှိပဲအမြဲတမ်းပြောင်းလဲနေသည် မြို့ပလန်းမချွတ်လိုက်တော့ခါဘုရားရှိခိုးကြောင့်တည်းမှဘုရားဝိပုသူများထွက်လာကြသည်သူတို့မျက်နှာများမှာကြည်လင်လေးနဲ့လျက်အလုံးတိလင်တပ်ပါသောအဝတ်အစားများဖြင့်ဆင်ရင်လျက်ကလားများလည်းပါသည်သူတို့သည်စင်ကြယ်သောအဝတ်ဖြူများဖြင့်ရှက်အဖြူဘောင်းမီအပြာရင်ကရင်အမျိုးသမီးများမှာအနက်ရောင်နှင့်အနီပါသောတိုင်းရင်သားအဝင်များဖြင့်ရာဇဝတ်ဝန်တော်ဤသမီးများမှာဘုဂာဝင်အဝါနုစင်တူဖြင့်အနောက်နိုင်ငံဝစ်ဆုံမိခိုးရောင်နှင့် ယောက်ျားနှစ်ယောက်လည်းပါသည်ဟိစိမ့်စိမ့်ဘေးကလာတာလေသူတို့နောက်မှရင်စိတ်အင်ကြီးအနက်ထမင်းအနီနဲ့နန့်ဖလော်တာနင်တို့အိမ်လာတာဒါကင်လာသွားကြမယ်နန့်ဖလော်တာမှာစိမ့်စိမ့်လက်ကိုတအားဆုပ်ကင်ထားသည်ငတ်မောင်လေးလေခေါ်လာတယ်ကောင်းတယ်လေလာ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 လီအိမ်သွားမယ်ဘိုးအနက်တွင်ဇာနာကွက်ထားသည်လက်တော်ထမင်းအနီ အနက်ဖြင့်ကန့်လန့်ဆင်းထားသည် ဘုဇာဘဝဖြူလေးကောင်းပေါ်ဝှထသည်သူစိတ်ဓာတ်တွင်ထင်နေသောကင်းအမျိုးသမီးရုပ်ပုံလွားဆန်းတဲ့သောရုပ်ပုံလွားခမုံချောင်းအကွေမှဖြတ်လာသောလေသည်တညင်ညင်တုတ်ဖြူလာပေသည်လိုက်နှံ့သင်းလာ၏လေကျော်တွင်ဖရာကြောင့်မှခေါလောင်းတန်းမျောပါလာသည်အနီနှင့်အနက်ဇာဘဝသည်တိမ်တိုက်အဖြူများနှင့်ရောပါလာသည်အတိတ်အတန်နှင့်အမြင်အာရုံများကသူ့အပေါ်တွင်ဝဲပြန်လျက်အဝိမအော်ဟစ်တန်များကြားလာရသည်မန္တာရိအတန်လည်းလွင့်လာသည်မန္တာရိဟာ တို့ကိုတကယ်ခင်တာပဲသူငှက်မြစ်ပြက်တာတောင်လှေနဲ့လိုက်ဖို့ပေးနေတာပဲသူမပြောနဲ့သူ့မိဘကတောင်တို့ကိုဂယုစိုက်တာပဲဒါတောင်အောင်နေကသူတဲတဲ့လက်ဖက်ရည်ချမ်းတစ်ခွက်ယူမတော့ဘူးအခုညနေစာချက်ထားတယ်တအိမ်သားလုံးသဘောကောင်းကြတာလားဥဝင်များဤအရေးသည်ရှီလျားလာပေပြီခမုံချောင်းကလေးပေါ်၌တစ်ပင်ရိတ်ဖြတ်ထိုးကြလျက်ရှိပေပြီရေပြင်သည်တစ်ဖြတ်ဖြတ်မြူးကြွား၍လာသည်ချောင်းရေတက်လာသည်ဖြင့်ဒဏိပင်များပင်ရေမြုပ်သွားလေပြီ ချောင်းတစ်ပတ်မှအတန်များကြာလာရလေသည်အောင်တင်ဤဇုညာဇုညာအတန်ကြာလာရသည်ချောင်းအကွေမှဘောက်တူပေါ်၍လာသောဘယ်နဲ့လဲပြင်းသလားဟုဗလာဤမေတန်ထွက်လာသည်မပြင်းပါဘူးဘောက်တူသည်ဒူထိုင်နေရာကန်းစက်သို့ထိုးဆိုင်လိုက်သည်အောင်တင်သည်ငှက်ရကောင်ကိုဆွဲကားဆင်းလာသည်အမွေများကြတဲ့မှသွေးများယူစည်းလျက်ဗညာမော်သည်ရင်ထဲ၌တမျိုးဖြစ်သွားသည်ဒိတ်ခနဲသွေးတိုးလာသည်သူတို့သည်မန္တာတွေအိမ်သို့သွားကြသည်မမများသည်က သူတို့ကမြင်လျင်လာကြဟေညစာစပြီးမှပြန်ကြထမင်းချက်ထားတယ်ဟုစီဂျုံနှုတ်ဆက်သည်မန္တာတွေဤမိခင်ကလည်းလာကြစာကြရော့ဘောဟုပြုံးကပြောလိုက်သည်ပါရခင်လေဒီဘဝတကောင်ရလာတယ်အတော်ကြီးအရေးကောင်းသဖြင့်သူတို့သည်အိမ်ဘေးတစ်ပင်အောက်ဝါကွပြကလေး၌ဆူထိုင်လိုက်ကြသည်။အောင်းတွင်မှာအာလုံးထဲတွင်အတက်ကြွဆုံးသူကိုယ်တိုင်အမွေးနှုတ်သည်။ချက်ရန်ပြုတ်ရန်အတွက်အာလုံးသူကိုယ်တိုင်ပြင်ဆင်လုပ်ကင်သည်။ခင်စော်နှင့်ဗလမ နောက်အဲ့လူနဲ့စကားပြောနေကြသည်မန္တာတွေမှာသူတို့စားဖို့တောက်ဖို့အတွက်ဝင်လိုက်ထွက်လိုက်လောက်ကအလုတ်များနေသည်လူသမျှအကုန်လောက်ကင်ပေးနေသည်ပဇွန်စိတ်ကလေးတွေလည်းဝေထားပါတယ်တပိတာသုံးပေးရတာနဲ့ငြုတ်သီးဆက်ဆက်ချက်ထားတယ်ဟင်းကတော့သိမကောင်းဘူးနော်ဟုတ်နော်အဲ့လူကသူတို့အကြည့်ကပြောလိုက်သည်ရပါတယ်တော့ဘာဖြစ်လို့ပဇွန်ထက်ဝေရတာလဲရေပဲဟင်းတစ်ခွက်ဆိုပြီးတာပဲဟုတ်ဗလာကဝင်ပြောသည်ပဲဟုတ်မလဲကွယ်တို့ကအာနာနေတာ ကျူးကျူးတင်းတင်းလာမေပြောထားရင်ဟင်းကောင်းကောင်းချက်ထားမှာပေါ့။ဗညာမောင်နဲ့စကားပြောနေသောမမ်းမြတိကလည်းနောက်တခါကျုံးပြည့်လာကြအောင်ဟိဟင်းကောင်းကောင်းချက်ထားမယ်။နေအောင်ဒီဆွေဆောင်ကထုံးခိုက်နေသည်။ထမင်းနဲ့ဟင်းနဲ့မင်းတင်းလာလိမ့်ပြီ။ချောင်းဘက်မှဗင်းမြတိတကက်ကက်អော်နေကြသည်။ဗညာမောင်ဒီဘယ်သူနဲ့မြစကားမပြောဘဲဝါပင်ကျိန်းနား၌သွားထိုင်နေသည်။တယောက်ထဲဟင်းနဲ့ရတာနဲ့ငါတော့စားတောင်လာပြီ။ခုမိဘနာရှိအောင်တင်ထံမှအတန်ထွက်လာသည်။ ဟေ့ဗျာမော အောင်နေကသူပြစ်လို့ထိတယ်ထင်းနေတာခင်စောလည်းပြစ်တာပဲကွာတကယ်ကခင်စောကသူ့ထဲလက်တဲ့တယ်ငါတော့ခင်စော ပြစ်လို့ထိတယ်ထင်တာပဲအလုံးဝမ်းပြကြတာဟုတ်ဗလာက သူ့ထံလာကတို့တို့ပြောနေသည်ဗညာမောကအင်းမလို့အဲမလို့သူဒီတွေးနေသည်ဒေသရဲရဲနဲ့ငှက်ကလေးကိုမြင်နေသည်မိဘဘက်တွင်ကဇူညာဇူညာဗလာသည်ဗညာမောဆွဲရသောခမုံချောင်းရိပ်ပုံကိုကြည့်နေသည် ဘညာမောကငြိမ်သက်လျက်အတော်ကြာလင်းဇွန်းတန်ပကန်တန်ကြားရသည်တို့တော့ပျော်ပျော်ပါပါစားရမယ်ဟေရေဘက်ကတိတ်ဆူတာကွာဟူသောအောင်တဲ့အတန်မန္တာတွေမှာ အလုရှုံမြဲရှုပ်လျက်ဘညာမောသည်အဝဲတို့မျှော်ကြည့်လျက်ရှိသည်ကြိုကြငှက်အုပ်တို့သည်ဒေါက်တာမြင့်မြတ်ပြန်တန်းလာသည်ဗညာမော်သည်စိတ်လှုပ်ရှားနေရမှတစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်သလိုနေရမှထခါကျွန်တော်ပြန်တော့မယ်ခုဆိုလိုက်သည်အလုံးအံအားတင်နေကြသည် စားပြီးမှပြန်ကြွတော့မယ်မပြန်ရဘူးစားပြီးမှပြန်ရမယ်ဟုတ်ဒုံရီတော်တန်ဖြင့်မန္တာတွေကတားသည်သူ့အဖေနဲ့အမေကလည်းတားကြသည်ကျွန်တော်ကဘိုက်အောင်တက်တယ်ညနေစာမစားတော့ဘူးသူ့ကိုနားလေတော့ဘလကသူ့အားခြံဝါအထိလိုက်ဖို့ကမင်းကြံတာကောင်းတယ်ငါတို့စားခြင်းစိတ်ကုန်းနေတယ်ငါကြည့်ပြောလိုက်ပါမယ်အေးကွာကြည့်ပြောလိုက်ပါမန္တာတွေကိုပြောလိုက်ပါဒီကောင်အလကားကောင်လူပြောတတ်သိရှိတဲ့ကောင်မဟုတ်ဘူး ဟူသောအောင်တင်းဤဝိဘန္တန်တက်တက်ထွက်ပေါ်လာသည်ထို့နောက်သူဤတဟာဟာရေတံကလွှမ်းလိုက်သည်သူသည်ကံပောင်ပေးရှိမြို့ပဲလမ်းမှလမ်းလျှောက်ပြန်လာသည်ညနေဆောင်လာပြီဖြစ်၍လေမာအေးမြကားမှွေးထုံလာသည်ကြီးငယ်ကလေးများဒိတ်တီနေကြသည်သူသည်အိမ်ထဲသို့ဝင်လာတော့ကဧကန်တဲ့၌ဧတဲ့များထိုင်နေသည်ကိုတွေ့ရပေသည်သူအဖေဥဒထွန်းသည်ဧတဲ့သုံးယောက်နှင့်စကားပြောနေသည်စပွဲပေါ်၌အစာတော်များချထားသည်စားတော့ပြေကားစားဖြစ်၍ ဧတံများသည်ဆိတ်လေတောက်နေကြပေပြီသူသည်ဧကံအဝကမုံမင်းနား၌ရက်ကငိနေမိသည်ဧတံတရားကိုကသူမသိကာကီပေါင်းမိတို့ကိုဝှထသည်သူသည်ဘိုလ်လိုစီကရက်ကိုဖွာလျက်ရှိသည်သူဤမျက်လုံးသည်တောက်ပနေသည်ကျွန်တော်တို့ကိုအထက်ကညွှန်ကြားလိုက်တာကတော့မြို့ပေါ်ကဂုံတီရှိလူကြီးများများပါဝင်တဲ့မြို့ဆောင်လုံကြုံကာကွယ်ရေးအဖွဲ့တွေဖွဲ့ရမယ်တဲ့အဲ့ဒီတော့ဥဒ္ဒထံဒီဗညာမောအာမြင်၍တာ ဘယ်ကပြန်လာတာလဲဟေစိမ့်စိမ့်လဲလက်ဖက်ရည်ချမ်းဦးနှင်းဗကံများဇပွဲနာလာချသည်ကျွန်တော်တငယ်ချင်းမန္တာရီတို့ခြံကပြန်လာတာပါဟေညကန်တာဟိုဘက်ခမုံချောင်းကမမ်းမြသည်ခြံလားဟုတ်တယ်ဖေဖေခြံကြီးကသိပ်အေးတာပဲအမေနောက်အဲ့ဒီဘက်မသွားနဲ့မြို့ဆွင်အဝေးကြီးပဲခေါင်ကခေါင်နဲ့မြူနစ်စပယ်ပိုင်နဲ့အပြင်ရောက်နေပြီตาနောက်အဲ့ဒီဘက်မသွားနဲ့တော့ကောင်းလေးတွေဘာမှမသိဘူးအခုตาရဝရီမှာတပုံထနေပြီ ။အညာမောမှာအံအားတင်သွားသည်။သူ့အဖေအားလှမ်းကြည့်လိုက်သည်။တပုံထနေပြီ။တပုံဆိုတာဘာလဲ။ဒါယဝရီဒါယဝရီဆိုတာဘယ်လောက်ဝေးပါလဲ။ဥဒ္ဒထွန်းကလည်းကလေးတွေဆိုတာတပုံထတယ်ဆိုတာဘယ်သိမလဲဗျ။တနာမေကဘယ်သူ။ဗညာမောတဲ့ရာဇဝဲအောင်မင်း။မောင်ဗညာမောတပုံထတယ်ဆိုတာဆူရာပူရာ။တပုံဆိုတာဓမြအကြီးစားပေါ့တိုက်တယ်ခိုက်တယ်တတ်တယ်ဖြတ်တယ်လူတယ်ရက်တယ် ဓမြကြီးတော့တော်ပုံတော်ပုံကြီးတော့တပုံပေါ့တပုံဆိုတာသိုးသွမ်းတာပေါ့စိမ့်စိမ့်ဒီဗညာမောအပသို့ရောက်လာသည်စိမ့်စိမ့်ဒီသူ့ဤပခုံးကိုကင်လိုက်သည်မောင်လေးတင်းမစားရသည်ဘုံမဟုတ်လားဟုတ်တယ်ထွန်းတို့ဝိုင်းမှာဆက်လက်ဆွေးနွေးကြသည်အဲ့ဒီတော့ဝန်တောင်မင်းကလည်းအစီဝေးခေါ်ကျင်နေတယ်အရာရှိပိုင်းကတော့အကုန်လာကြရမှာဂုံတယ်ပိုင်းတရုတ်ရောကလာရောပေါ့လေဂုံတယ်ပိုင်းကလည်းစုံစေကျင်တယ် ။ Now ဥတ္တရထွန်းတို့ဘက်ကမြေပိုင်ရှင်တွေစက်ပိုင်တွေတကယ်ကတော့ဒီဘက်နဲ့တဲကုဆက်မလာဘူးလို့မပြောနိုင်ဘူးဗျ။ဂျိုတင်ကာကွယ်ထားကြမှာနောက်ပြီးတော့ဗညာမော်သည်စိမ့်စိမ့်နဲ့အတူအခန်းတွင်ဘက်ရောက်သွားသည်သူသည်တွေးနေသည်ပုံလီနေကောင်းရင်လားနေပူတဲ့ရှောက်သွားနေတာမဟုတ်လားကောင်းပါတယ်ဘာဖြစ်လို့လဲပုံလေးကြည့်ရတာတမျိုးပဲဘလောက်နေများဘာဖြစ်တယ်လဲဘာမှမဖြစ်ပါဘူးစိမ့်စိမ့်ကလည်းမသိပါဘူးမောင်လေးမျက်နာကမရှင်သလိုအောက်မိလို့ ဘလားတို့ကမတွေ့ပါလားပေါင်လေးကိုအိမ်လိုက်ပို့ရည်လားသူတို့မန္တာရီတို့ခြံမှာကြံရစ်တယ်ညစာသူတို့အဲ့ဒီမှာစားကြတယ်ခမင်းစားပြီးမှပြန်လာကြမှာကျွန်တော်ကတော့မစားချင်တာနဲ့ဘာဖြစ်လို့လဲဟိမကောင်းလို့လားသူတို့ကရေဘဲတွေပြစ်ခတ်ပြီးသတ်စားကြတာကျွန်တော်စိတ်ထဲတမျိုးဖြစ်လို့ထပြန်လာခဲ့တာအော်ဒါကြောင့်လားလားအမနဲ့အတူစားမယ်စင်စင်ဒီဗညာမအိနှလုံးသားကိုနားလေသည်သူ့မျက်နှာမှာဖြူစင်သည်နုသည် မင်းဝိုင်းတွင်စိမ့်စိမ့်ကတလောကမောင်လေးတို့ဘီရင်ခံသွားကြူကြတာအဲ့ဒါဘီရင်ခံဂျီအီမောင်ကြီးကဘာဖြစ်လို့အစည်းအဝေးတွေဖြစ်လိုက်တာလဲသိလားဗညာမော်ကသူ့အမကိုကြည့်နေသည်ဘာဖြစ်လို့လဲတာယာဝရီမှာတပုံထလို့အစည်းအဝေးတွေဖြစ်လိုက်ရတာတဲ့ဟုတ်လားအမဘယ်ကကြားလဲအင်းရှိမဦးလေးတို့ပြောနေကြတာမကြားခဲ့ဘူးလားအဲ့ဒီတပုံထတဲ့အကြောင်းပေါ့သတင်းစာထဲမှာလည်းပါတယ်သူကသတင်းစာမဖတ်တော့မသိတာသူရိယသတင်းစာထဲမှာအကုန်ပါတယ်အမလည်းအခုမှသတင်းစာဖတ်ကြည့်ရတယ် ကညာမောဤစိတ်ရတွင်အေးအေးချမ်းချမ်းနေသောကြီးငှက်ဒါယဝတိတပုံထားခြင်းဒုရိယသတင်းစာမြို့ဆောင်လုံကျုံကာကွယ်ရေးအဖွဲ့တို့သည်ရှုပ်ထွေးဝေလီလျက်ရှိနေသည်ဘေဟာမမရှင်အေးအေးချမ်းချမ်းနေသောငှက်များကိုဘာကြောင့်ဖမ်းကျင်တယ်ဒါယဝတိတပုံထားတယ်ဆိုတာဘာလဲဘာကြောင့်စူခြင်းပူခြင်းကြတာလဲအေးအေးနေကြပါလားတပုံဆိုတာတိုက်ခိုက်လူရတာတယ်နောက်ဒုရိယသတင်းစာဖတ်မှဖြစ်တော့မယ်သတင်းစာမှာဘာတွေရေးထားသလဲမရှင်ဘာမှမရှင် နောက်ဘာတွေကြားသေးလဲသူစီကိုလာဖို့မလုပ်ခင်အတော်ကြာကဘီရင်ကန်ကတာယာဝရီမှာကျင်းပတယ်ဒါဘာပွဲကိုကြွလာတဲ့အဲ့ဒီမှာလေသမားတွေကလူကွင်တော်လေကွင်တော်မကောက်ဖို့ရှော့ပေးဖို့စပန်းစီတုပ်ပေးဖို့ရှောက်ကြတဲ့အဲ့ဒီတို့မြန်မာမျိုးသားဘီရင်ကန်ကအဲ့ဒီအတနာခံစားတွေပယ်လိုက်တာကစတာပဲတဲ့ဆရာဆန်ဆိုတာကခေါင်းဆောင် သူကဝန်သားမှုအတင်းကမြန်မာအတင်းချုပ်ဥက္ကဋ္ဌတဲ့စီးစရာကြမ်းပြူစရာတဲ့အမလေနေနေပါပါဖတ်ကြည့်လို့သိရတာ ဣတိရိကနိရိကလေးကလာနေကြတာသူတို့ပြောတာတွေကြားရတာပဲဗညာမောကောင်းတဲ့တွင်ကပို့၍မရှင်းတော့နောက်ထပ်ရောက်လာပြန်ပြီဝန္တာနုအသင်ဈေးဆရာ လေသမဈေးဆရာကဈေးကုရာအသက်ကြီးတာတပုံထတာက တက်ဖြတ်တာ လေသမကအေးအေးချမ်းချမ်းနေသူများဆရာမစန်းစန်းသူများသိလိမ့်မလားဟိုနေ့ကတော့ဘယင်ကံဘာကြောင့်ကြွမလာသေးကိုသူလည်းမသိစိမ့်စိမ့်မှာသူအသိသမျှပြောပြနေသည်စိမ့်စိမ့်မှာခုနှစ်တန်းကကြောင်းထွက်လာသည် သူတို့အထောက်အပံ့ခံအမျိုးသားကြောင်းမှာအလဲရန်ကြောင်းဖြစ်သည်အင်းရှိဧကမ်းမှာစကားသံများထွက်ပေါ်လာသည်အရေးတကြီးလေးနဲ့စွာပြောနေကြသောသကလုံးများပါသည်သို့သောဗညာမောမှာနားမလဲစိမ့်စိမ့်ပြောပြသည်များကမှဆက်ဆက်၍မရတော့လဲနားလဲ၍ရသေးသည်ဗညာမောမှာဒုရိယသတင်းစာမဖတ်ဘဲနေခဲ့သည်ကိုမိမိကိုယ်ကိုမကြင်မနှက်ဖြစ်နေသည်စင်စင်ကမှနည်းနည်းပါးပါးဖတ်မိ၍သူထက်အဖြစ်ပြများကိုသိရှိနေသည်ဧည့်သည်များပြန်သွားကြပေပြီမိများထွင်းကြီးလိုက်ကြပေပြီ ကလာပင်ခမုံချောင်းမပြန်လာ၍အိမ်ရှိမှဖြတ်သွားခြင်းသူအားအော်၍နှုတ်ဆက်သွားသည်လာရောင်က မပြိတပြီ လမ်းမီများလင်းလာကြပေပြီလျှက်စစ်မြူပင်များဖြင့်ထွင်းစီမှာမကြသည်သူငငယ်ကဖမ်းမိအိမ်တွင်ရေနံစီမီးများလိုက်ထွင်းရသည်ကိုရေးရေးများမှတ်မိနေ၏သူသည်အိမ်ရှိထွက်ကတန်ရာ၌ထိုင်ရင်းတွေးနေသည်အိမ်မီလမ်းမီများကြောင့်မြို့လေလမ်းတစ်လျှောက်အနှဲငယ်လင်းနေသည်လထွက်စမှုအလင်းရောင်သည်မပြန်သည် သို့သောမြင်ရသောပြင်ပကဘာ၌လင်းနေသည်သူ၏အတွင်းကဘာသူ၏ကောင်းတဲ့၌ကမရှင်းသည်မောက်လျက်ပင်ရှိနေပေသေးသည်မိခွင်ပု္ပ္ပာများသည်သူကိုရစ်ပတ်ဖွင့်ဆောင်လျက်ရှိပေသည်စိမ့်စိမ့်သည်သူအားမရှင်းပြနိုင်သို့သောစိမ့်စိမ့်ကတရင်စာမှအဖြစ်ပြန်များကိုကပြောပြသည်စိမ့်စိမ့်သည်တရင်စာအဟောင်းများကိုပင်ရှာဖွေဖတ်ရှုနေသည်သူသည်ခင်နောက်ကျနေခဲ့သည် နောက်တော့အမြဲတမ်းတရင်စာဖတ်မှပဲထိုည၌လာသည်မုံတိမုံဝါမြရိတ်စိမ့်ရိတ်မရှိတော့ ပြာလဲလဲလို့လို့မိကိုရောင်လို့လို့မကွဲပြာအနဲ့ရောင်တို့ကလွှမ်းမိုးနေသည်တယုစကားအကွိအကောက်အလိန်အရှက်အကိုင်းအခက်အမဲများသည်တမင်ကျိုကဲ့သို့တခုနှင့်တခုတို့ဝိဆန့်ကျင်ကရှုပ်ထွေးနေပေသည် လာရောင်သည်လဲဒီအရှုပ်ထွေးကိုရှင်းမပေးနိုင်တော့အမဲရိတ်အမောင်များပို၍တန်းကြပြီးတမင်ကျိုသည်ပို၍ရှုပ်လာသည်ဖန်ပရိစေရင်တိုက်တန်သည်တချွင်ချွင်းမြည်ကျူးနေပြီသို့သောဖန်စီများဆွ၍ခလောက်တကဲ့သို့သာ အတန်အနေမြင့်မရှိဇီဝမကိုက်ဘာတေတံမြမထွက်စိမ့်စိမ့်ဤလက်ကောက်တန်ဒီလဲတချွင်ချွင်မြည်မြဲသို့သောဘာလိုက်မြမထွက်မထူကြညံညံလာရောင်ဒီစိတ်မြလောပြလဲလောဖြူပြလောမိကိုရောင်လောဟူဒီတို့ကိုပင် သူဒီစိမ့်စိမ့်နဲ့မငင်းတော့စိမ့်စိမ့်မှာသူ့ထက်တိနေပြီကောညနေကမန္တာရွေအိမ်မထမင်းမစားပဲပြန်လာဒီကိုစိမ့်စိမ့်က အပြစ်တင်ဒီကိုဘာမှပြန်မပြောတော့မောင်လေးမှားတာပေါ့ မန္တာရွေအာနာစရာပဲရေပဲဟင်းမစားခြင်းမန္တာရွေတို့ကစေရနာနဲ့ချက်ထားတဲ့ပဇင်ဟင်းနဲ့စားခရင်ပြီးတာပဲမရာမန္တာဆိုတာရှိသေးသလားသူကမှန်တယ်ထင်တာဆုံးဖြတ်ပြီးလှုပ်လို့မရဘူးလားဘာယာပရိတဘုံကိစ္စလဲစိမ့်စိမ့်ထမ်းမမင်းနေရသည်ဒေါ်လာတဘုံများတွင်အင်္ဂလိပ်အစိုးရမင်းများလောက်လက်နက်မကောင်းဓာလန်လေးများသာရှိသည်အစိုးရကခင်မိသောအမြောက်စိန်မြောင်းခေယံမီကြောင့်တနက်အမြောက်အများရှိသည်ကလေးပြည်အင်္ဂလိပ်အစိုးရထမ်းမပင် တတ်မဟာနှစ်ခုမာယူထားရသေးသည်သို့သောဒါယပတိတောသားတပုံများကတတိရှိကြတဲ့သူတို့သည်သူတို့ထက်လက်နက်အင်အားကောင်းသောအင်္ဂလိပ်အစိုးရအားတိုက်ခိုက်ကြတဲ့အင်္ဂလိပ်မျက်နှာပြူတစ်တော့အရာရှိတဦးကိုပင်တတ်လိုက်ကြတဲ့ဒါရီစင်းစင်းကဘယ်လိုလုပ်သိတာလဲသူရိယာသတင်းစာထဲမှာပါတယ်ရော့ဖက်ကြည့်အမယူထားတာဗညာမော်ဒီသူရိယာသတင်းစာအပိုင်းကိုယူကြည့်လိုက်သည်ရက်စွဲမှာ1930ဒီဇင်ဘာ26ဟုထုတ်ထားသည် စာပိုက်ထိပ်ဖျားတွင်ခေါင်းစဉ်များတက်ထသည်လက်နှိတ်တံမီများဒီဇင်ဘာ22ရက်နေ့မတိုင်မီကတာယာပရီမြို့ပေါ်ရှိလက်နှိတ်တံမီရောင်းသောဆိုင်တဆိုင်မှခြေရွာသားများလက်နှိတ်တံမီများကိုအကုန်ခြုံ၍တခါတည်းဝယ်သွားကြသည်ဟုစကော့တပ်သားတယောက်ပြောပြကြောင်းသူကိုတတ်၍တနက်၅လက်ယူသွားခြင်းဒီဇင်ဘာ24ရက်နေ့ညကတာယာဝရီနယ်ဝဲကြီးဘိုတဲ၌တဲခွန်နေသောမစ္စတာဖီကလတ်ဆိုသည့ ်တစ်တော်ဝင်တော်တယောက်ကိုစုဘူးတောင်းချမ်းသူလူစုတို့ကတက်ဖြတ်ကြပြီလျင်၎င်းတွင်ပါရှိသောတနက်ငါးလဲနှင့်ရန်တော်အမြောင်များကိုယူဆောင်သွားကြသည်ဆိုကြောင်းဆင်လေးကောင်ပါလာခြင်းအဆိုပါမစ္စတာဖီကလက်သည်ယူမတောင်ကြီးမှဆင်လေးကောင်နှင့်ဆင်လာပြီလျင်အစီကံနှင့်အဆိုပါဘူတဲ၌တဲခွန်ရာရွာ၌ရှိသောအဖိုးကြီးနှင့်အမေကြီးကဘူတဲမှာမတဲပါနဲ့တေကုန်ကြလိမ့်မယ်ဟုမစ္စတာဖီကလက်အစီကံများကိုသတိပေးပြောကြားသည်ဆိုကြောင်း အစီကံများကလည်း၎င်းတို့ဤဘုံများကိုပြောရာကိစ္စမရှိဘူးတို့မှာလက်နဲ့များရှိတယ်ဟုတ်ပြန်ပြောပြီးနေမြဲတိုင်းနေကြသည်ဆိုကြောင်းဘိုးတဲ့တွင်ညသာထမင်းစနေကြစဉ်ပင်ရုတ်တရက်ဝင်ရောက်တက်စီကြပြီးလျင်မစ္စတာဖီကလပ်ကိုဒါနှင့်ခုတ်တက်လိုက်ကြကြောင်းတနက်၅လနဲ့ရန်တော်များကိုလည်းယူဆောင်သွားကြကြောင်းစင်လေးကောင်ကိုမြည်တို့အသုံးပြုနေသည်ကိုမသိရကြောင်းနှင့်တရင်ရရှိလေသည်ပညာမမှာတရင်များကိုဖျက်ရင်ယင်ဖို့နေတော့သည် တခါမျှမကြဘူးသောအကြောင်းအရာများအင်္ဂလိပ်တွေကိုတောင်ခံချတဲ့လယ်သမားဒေါသတွေပါကလားတကယ်ကအင်္ဂလိပ်များသည်ကမ္ဘာတွင်အင်အားအကောင်းဆုံးအကျော်အကြားဆုံးအရင်ကျေးဆုံးလူမျိုးများဖြစ်ကြတာပဲမဟုတ်လားသူတို့ရာဇဝင်ကိုတို့တင်ရတယ်သူတို့ပညာရှင်တွေရေးတဲ့စာတွေဖတ်ရတယ်အင်္ဂလိပ်ကဗျာဆရာတွေရေးတဲ့ကဗျာတွေရွတ်ဆိုရတယ်သိကောင်းတဲ့ကဗျာတွေသိနှုသိလှအတွေ့အကြုံနဲ့တော်သူတောင်သားလယ်သမားတွေဟာအင်မတန်ရိုးသားတဲ့လူတွေအေးအေးချမ်းချမ်းနေကြတဲ့လူတွေ အခုဘယ်လိုဖြစ်ကြသလဲသူဤနှူးညံ့ဖြူစင်သော အတွေ့အသားအထက်ပိန်ပြောင်ရွက်ပေါ်၌အဆက်အပြောင်များကလာဆွန်းထင်းကြကုန်သည်မိခွန်များရှုပ်ထွေးရှက်တန်းနေကြသည်သူအတွေ့အကြုံများနှင့်မလိုက်တော့အသေးရေအကြီးများကအတင်းဝင်ဆောင်ကြသည်မဆန့်အကျယ်ကြီးတဲ့၌အသေးအမွားကလေးများကဘယ်တော့ဘယ်ကြောင်ဝင်ခုန်နေသည်မသိရှာမတွေ့အားလုံးသောတို့မုံမျောဖြစ်ကုန်ပြီသူသည်စက်ကူပြေပေါ်၌သူတွေ့မြင်ရသောဗန်းမွင့် သစ်ပင်လိပ်ပြာရေရိပ်ဓဏိပင်တန္တရပင်ဇလတ်ပင်ဒဲအိမ်နေဝင်းဒီပန်းစိန်စသည်များကိုဆေးရောင်ဖြင့်သူကြိုက်သလိုကုယူကထဲ့သွင်းခဲ့သည် စိန်စိန်ပြောသလိုသူစိတ်ထဲလာထင်ကြသောအရာများကိုသူထင်သည့်အတိုင်းဖျောင်းတောင်းဖြင့်ချစ်ကားအယောင်ချေခဲ့သည်စိန်စိန်ကတော့တကယ်အစ်စ်မဟုတ်ဘူးတဲ့ဒါပေမဲ့ကိစ္စမရှိ သူရေးတဲ့ကားချက် သူကြိုက်တဲ့လညာစိန်သူကြိုက်တဲ့တရုပ်စကားအကန့်အခက် သူကြိုက်တဲ့ရေရိပ်မှထင်နေတဲ့ပေါ့သူသူရေးတဲ့ကားချက်ကို သူ့အိမ်မှာတင်ထားတာပဲကိစ္စမရှိစိမ့်စိမ့်မကြိုက်လဲကိစ္စမရှိယခုကဒီလိုမဟုတ်တော့သူဤဖြူသောဆက်ကူပေါ်တွင် သူ့အကြိုက်မှာပါပဲသူ့အလိုဆန္ဒမှာပါပဲစေးဆက်တွေလာဆွန့်ထင်နေကြပါတကားသူများပြစ်လိုက်တဲ့စေးဆက်ကဆက်ကူပေါ်လာဆွန့်ပင်နေတာပါကလားလေသူမကြိုက်တော့ပုံကားချက်တွေအေးချမ်းချမ်းနေတဲ့ငှက်ကလေးတွေတတ်စားကြတာမကြိုက်လို့ထွက်လာတာအောင်နေကတတ်တည်မရှိတဲ့ကောင်ပြောတာဟုတ်သလား ီလိုဆိုရင်သူကတော့တတိကဲရဲရဲတွေပေါ့စိမ့်စိမ့်ကတော့တတိမရှိဘူးလို့လည်းမပြောဗလကလည်းဘာမှမပြောဒါပေမဲ့စိမ့်စိမ့်ကထထွက်လာတာတော့မှားတယ်သူဒီအိယာမထကမနက်ကရေခဲ့တော့ဗကြီးများကိုပြန်ကြည့်နေသည်ငါရေထတာအစ်အမှန်တွေတကယ်တွေပါပဲလေရေမြေတစ်ပင်တဲ့နေလဒါတွေဒါတွေတကယ်ရှိတာပေါ့ဒါကြောင့်လှနေတာပေါ့ငါလှုပ်တာမှန်တယ် ရလေသောလနေလာသည်မမှုံမွားတော့ညမွေပန်းယနံ့ရစ်လာပေသည်ခံပရိစေခြင်းရိုက်ခတ်တန်သည်သာချုံမြလာပေသည်နှင်းများကြာဆင်းနေသည်အိမ်တစဲမြိတ်မှတပတ်ပေါက်ကြာတန်များပင်ကြာနေရသည်မြန်ပြင်းတကားများမှမကြည်လင်တော့ဝါနေသည်ရေကတန်များသည်အိမ်ရှိ၌ပွင့်နေသည်နေစီပန်းများလည်းပွင့်ကြသည်ငွေမြကြီးပင်လျင်တပတ်ကန်းနှင့်တပတ်ကန်းမမြင်ကြရမြစ်လယ်မှမဲမဲစက်ကလေးမျောနေသည်ဟုထင်ရသည်ကန်းဆက်ရောက်လာသောအခါမှ တမန်ကြီးမှန်းသိရတော့သည်မိတင်မောကြီးသည်ဝင်ကြသောနန်းနန်း၌ထွက်သောအခါအုပ်အော့ကိုတူတူမြေအောင်ဆွဲကြရသည်တန်တပွေ့ချောင်းအကွေ၌တမန်ခတ်တဲ့ဤခက်ကွင်းနှင့်ပွေသောကြလိကြလိအတံများကိုနာခံ၍ရေလန်းခရီးသွားကြရသည်အနီလုံးကြီးသည်ဝါကနေပေါ်လာတတ်၏ကြည့်နေရင်ရေထဲ၌အနီတစ်လုံးပေါ်လာပြန်၏နေဝင်းဒီနှလုံးဖြစ်လာသောအခါရေပြင်ဒီပင်လျင်ဤရဲလာပေပြီရေထဲမှနေဝင်းဒီမှာငြိမ်သက်လျက်ကျောင်းသားများက မနဲ့ကြောင်းတက်နေရသဖြင့်ပျော်နေကြသည်နှင်းများဝေနေစဉ်ကြောင်းတက်သွားကြသောအခါတယောက်နှင့်တယောက်လက်မမြင်ကြရာရှိကလူကနောက်လူကအော်နှုတ်ဆက်ကြသည်လူနာမီခေါ်တန်ကြားပြီးနောက်ဘွားကနေလူကိုတွားတွေ့ကြ၏ရေတံများထွက်ပေါ်သည်ခင်သားလိုင်းသည်ကြောင်းတက်သောအခါဗညာမော်အိမ်မှဖြတ်၍တွားရသည်ဗလာမဗညာမော်ကိုခေါ်ပြီးမှကြောင်းတွားတတ်သည်ဗညာမော်ကဗလာကိုအိမ်ရှိခုံတန်းလျာပေါ်တွင်ထိုင်ဆောင်နေရသည် နင်းဝေသည့်ဂျာမဆွေတာအင်ကြီးကလေးမြင်ရ၏နောက်တနေ့တွင် ဆွေတာဝါနောက်တနေ့တွင်အနီးဘလကသူဤဘလစာအုပ်ထဲတွင်ဆွေတာစီးရင်မှတ်နေ၏ပညာမောကမူသိပ်ရှုပ်တဲ့ကောင်ပဲဟုပြောသည်အသာနေပါကွာဟုဘလကဆိုကားမှတ်မြဲဒီနေ့တွင်ပညာမောစရီးစပွဲကိုရှင်းပေးသောစိမ့်စိမ့်ကသူဤစာအုပ်ကြားထဲမှထွက်ကြလာသောဇာရွက်ကလေးကိုကောက်ယူကဖတ်နေသည်ဟေ့ဘာလို့မှတ်ထားတာလဲထိထားရင်ခွဲအယောင်အဝါအနီလက်ရှိ အပြာနုတဲ့မိခိုးရောင်ဆွဲတောင်းအဖြူရောင်အနက်ပြောက်ဘာရီမှတ်ထားတာလဲပညာမောကဘာမှမပြောပဲရေမောနေသည် မသိပါဘူးဒါကျွန်တော်လေးကြီးမှမဟုတ်တာတိတိချာချာလည်းဖတ်ကြည့်စမ်းပါဦးအီးဟုတ်သားပဲဒါပဲသူလေးကြီးလဲဒူဘီစီရင်လားရင်ကွင်းလေးပါတယ်လက်ရှင်လေးပါတယ်စိန်စိန်ကနားမလဲတော့အမှုရာဖြင့်သူ့ကိုငေးကြည့်နေ၏ထားလိုက်စမ်းပါအမမသိပါဘူးနင်းနံတဲ့တွင်သဇင်ရဏမြမျောပါလာတတ်သည် ကျောင်းသူများကနှင်းဝေဝေတွင်ကျောင်းတရသည်ကိုပြောင်းနေကြသည်နှင်းပိတ်လေကြိုက်လေကျောင်းပေးရှိရေကန်နာတွင်ဗရမျာဘောလုံးကြီးရောက်နေ၏ထို့နောက်ဝါခွန်းတဲမဗရမျာသည်တောက်ပလာသောရေများကိုဗရမျာရေဖြစ်ကျောင်းလဲပစ်လိုက်လေသည်ကံမောင်ဘောရှိကုတ်ကိုပင်လျင် မုဆိုသွားလေပြီသူတို့၏အထောက်အပံ့ခံအလဲတန်းကျောင်းသည်ရှင်းနှစ်တွင်အထက်တန်းကျောင်းဖြစ်လာတော့မည်ဟုဆရာမဆန်းဆန်းတို့ထံမှကြားရသည်တို့ဖြစ်လျင်ခွန်းတန်းအောင်လျင်ကျောင်းမပြောင်းရတော့ပြီ သူကဖြာပုံเจ้าတို့မသွားကျင်တာနဲ့အတော်ပဲသူဒီဒုရိယသတင်းစာကိုညနေเจ้าကပြန်လာလျင်ဖတ်နေသည်ညနေရန်ကုန်မှတင်ပေါ်စိုက်ချိန်၌သတင်းစာများရောက်လာစမြဲအထူးသဖြင့်ဒါယာဝရီအေရဘုံဟူသောခေါင်းစဉ်အောက်တိုက်ပွဲသတင်းများကိုအရင်ဖတ်သည်မြို့သည်သုံးလေးခါလောက်လှန့်သည်ညနေနေဝင်ရီတရော့ချိန်ဈေးဘက်မှဆ၍တဝုံကုန်တကားပိတ်တံများကြားရသည်ကန္နာလန်ဘက်မှလူတွေပြေးလာကြသည်တဘုံတို့တက်လာပြီဟေးတဘုံတို့တက်လာပြီဟုလူတယောက်ကအော်ပြောသွားသည် တလန်လုံးတကားပိတ်တံများဖြင့်ဇူညံသွားကနောက်ငိန်သက်သွား၏တကားပိတ်ကြကအိမ်တွင်နိုင်ကကြိတ်စကားပြောနေကြ၏အတန်ကြာတွင်ညီညာသောဖဏတ်တံများကြားလာရသည်စစ်ပလိတ်တံများကင်းလက်လာကြသောအတန်အိမ်ရှိမှဥဒထွန်းဥဒထွန်းဟူသောခေါ်တံကြားရ၏ဥဒထွန်းတကားဖွင့်ပါဦးကျွန်တော်တို့ပါဒီတော့မှသူ့ဖခင်ဥဒထွန်းသည်တကားဖွင့်လိုက်သည် ရာဇဝတ်သည်ခါးကြားတွင်ခြောက်လုံးပြုတ်ထိုးလျက်ပေါ်လာသည် အမလေးမြို့ဆောင်ကာကွယ်ရေးအဖွဲ့ဝင်ကလည်းဗျာဘာမှမဟုတ်ပါဘူးလှေစိတ်ကလူနှစ်ယောက်စကားများပြီးရန်ဖြစ်တာပါကဲဘောင်းမီဝဲဗျာမြို့ပတ်ကြည့်ရအောင်ဥဒထွန်းဒီချောင်းလုံးပြုတနာချိတ်ကအပြာရင်ရောင်တကလက်ဘောင်းမီတို့ပြင်ထွက်လာသည်ကိစ္စမရှိပါဘူးမြို့အဝင်တွေမှာစစ်ပလိတ်တပ်တွေခြားထားပါတယ်ခွာညိုနံများရလာပြန်သည်ရေကဲပန်းများသည်ဆွတ်ဆွတ်လွတ်လွတ်ပွင့်မြဲဆောင်းရက်တွင်အရွက်ကြွေသောတပင်များအယိုးပြိုင်ပြိုင်ဖြင့်နှင်းထဲတွင်ပေါနေကြ၏ အဝေးမှကြည်လင်မဲမဲတမြင်မြတာလာသည်ပင် ပုံမှန်များပြောင်းနေ၏အစိမ်းချမ်းမှအစိမ်းတစိမ့်ဖြစ်လာ၏အဝိုင်းကနေတေးသေးလာ၏နောက်ကျေပြောက်ညာများဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဒီကုန်တရားဤ ဒုက္ခကိုရောက်ရမည်မှာမလွဲပါဆိုတဲ့ဝိတုဇာဟုကိုအပိုင်းသုံးနေဖြင့်ဆက်လက်ပြပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ